plus နည်းနည်းပါမှာဖြစ်တဲ့အတွက် session နဲ့ out ညီလေးညီမလေးတွေဆိုရင်တော့ကြော်သွားပေးဖို့အတွက် request လုပ်ပါတယ်နော်အဲ့တော့ chitin nojin chitin nojin ဆိုတဲ့စကားလုံးညာကြီးပဲတကယ်တမ်းတော့ဘာမှမဟုတ်ပါဘူးကွာအင်္ကာတဲကညအားကို pressure ချိန်လို့ရတယ်ဆိုတာသိပြီလားရဲမသိသေးဘူးဆိုရင်စက်ကြီးတီမီသားဆရာမကြီးတွေ ZRTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်ောင်ရဲ့အတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်မင်္ဂလာပါမြို့သမီးတွေရဲ့အလှပနဲ့ကျန်းမာရေးကိုအထူးအလေးပြုနေတဲ့ဒေါက်တာလေးဒီအိုကြီးဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြမယ့် topic ကလေးကတော့ခေါင်းစဉ်နာမည်ကရေးထားတဲ့အတိုင်းပဲချစ်တင်တော်ခြင်းဖြစ်ပါတယ် ချစ်တင်းတော်ချင်းကိုကျမက18 plus နည်းနည်းပါမှာဖြစ်တဲ့အတွက်ဆက်ရှင်နဲ့အောက်ညီလေးညီမလေးတွေဆိုရင်တော့ကြော်သွားပေးဖို့အတွက် request လုပ်ပါရနော်အဲ့တော့ချစ်တင်းတော်ချင်းချစ်တင်းတော်ချင်းဆိုတဲ့စကားလုံးညာကြီးပဲတကယ်တမ်းတော့ဘာမှမဟုတ်ပါဘူးကွာလို့ထားလိုက်ရင်ဘာမှမဟုတ်ပေမဲ့တကယ်တမ်းတော့တကယ်လည်းအကြီးကြီးပါပဲဟုတ်လားကျမတို့မိန်းကလေးတွေရဘဝပဲလीဟုတ်တယ်မလားကျမတို့မိန်းကလေးတွေရဘဝတစ်ခုပေးလိုက်ရတဲ့အရာတွေမှာဒါလည်းပါတယ်เนาะအဲ့တော့ချစ်တင်တော်ချင်းဘယ်ကစလဲ ဘယ်လို process တွေပါလဲဘာတွေကောင်းလဲဘာတွေမကောင်းဘူးလဲဘယ်လိုတွေရှောင်ရမလဲเนาะပြီးသွားရင်အဲ့ဒီချစ်တင်တော်ချင်းကဘယ်မှာပြီးလဲเนาะအဲ့တော့နံပါတ်1ဘယ်ကစလဲချစ်တင်တော်ချင်းဘယ်ကစတယ်လို့ခုထင်လဲကိုကိုမေးကြည့်ကိုကိုမေးကြည့်ဘယ်ကစတယ်လို့ထင်လဲเนาะချစ်တင်တော်ချင်းကတကယ်တမ်းတော့ ိတ်ရဘောကစရတယ်လို့ထင်နေရဆိုရင်မှားပါတယ်နော်ချစ်တင်းနှောခြင်းဒီအိတ်ရဘောကစတာမဟုတ်ပါဘူးချစ်တင်းနှောခြင်းကမနဲ့မိုးလင်းကလေးကစတာပါပထမအချိန်ချစ်တင်းနှောပြီးကလေးကဒုတိယအချိန်ချစ်တင်းနှောဖို့အတွက်အစပါနော်ဘာဖြစ်လို့ကျမဒီခေါင်းစဉ်ကြီးနဲ့ကြောက်စရာကောင်းပြောနေတာလဲမြမလူမျိုးတွေရှေ့မှာဆိုတော့မပြောမပြီးမတီးမမြီပေါ့နော်ဘာအတွက်လိုအပ်လို့လဲဆိုတော့အမျိုးသမီးတွေအတွက် ်နော်အိမ်တော်ရှင်အမျိုးသမီးတွေအတွက်ဒါကျမရည်ရွယ်ပြီးပြောတာဖြစ်တဲ့အတွက်အမျိုးသမီးတွေအတွက်လိုအပ်တဲ့ anti stress လို့ခေါ်တဲ့ဟော်မုန်းတွေเนาะစိတ်ဖိစီးမှုကိုရောကြစေတဲ့ဟော်မုန်းတွေเนาะစိတ်ကိုပျော်ရွှင်စေတဲ့ collagen တွေ stimulate လုပ်တဲ့ဟိုနုညံ့ပြီးပျော်ရွှင်တဲ့တက်ကြွတဲ့လမ်းနဲ့ပန်းလေးဖြစ်ဖို့အတွက်လိုအပ်တဲ့ဟော်မုန်းတွေဒီချစ်တဲ့နှောခြင်းမှာအရန်အရေးပါနေတဲ့အတွက် ချစ်တင်းတော့ခြင်းကနေထွက်တဲ့အတွက်ကျမကဒီလိုပြောနေခြင်းဖြစ်ပါတယ်เนาะအဲ့တော့ ဝါသနာပါလို့စိတ်ဝင်စားလို့ဘလို့ပဲပြောပြောပါဘလို့ပဲဆိုဆိုပါကျမကတော့အရေးစိုက်နေမှာမဟုတ်ဘူးကျမပြောပြစရာရှိရာပြောပြမယ်တကယ်လို့ဒီဗီဒီယိုပြီးသွားရင်တော့ကျမရဲ့ YouTube မှာပဲအဆက်လေးကိုစက်ကြည့်ပေးပါเนาะအဲ့တော့ချစ်တင်းတော်ချင်းဆိုတာကအမျိုးသမီးတွေကိုကျင်နာယူရတာလဲတပိုင်းပါဝင်ဖြစ်ပါတယ်4 play ပေါ့เนาะ4 play နံပါတ်1ပါပါတယ်အဲ့ဒီ4 play ဒီပထမအချိန်ပြီးသွားကြရစပါတယ်ပထမအချိန်ပြီးသွားပြီဆိုဟိုဘက်ကြီးလှည့်ပြီးတော့ငကလက်လုံးမဲ့စား ကျင်နာယူရစာနဲ့အစဉ်ပြေးရလားဘလို့နေလဲကျင်ကျင်နာနာလေးစကားပြောခြင်းပါပါတယ်မနက်စာ မစားခင်မှာသွားတိုက်တန်လေးပေးတာအစရေချိုးဖို့တပတ်ကလေးကမ်းတာအစပါပါတယ်နော်သူ့အတွက်ဆိုပြီးယူရထားတဲ့ကော်ဖီလေးလဖိတ်လေးဖြော်တာအစပါပါတယ်နော်ပြီးသွားရင်ဖျားပန်လေးကူလဲပေးတာမျိုးတမင်းချိုင်လေးကူထည့်ပေးတာမျိုးတွေကလည်းအဲ့ဒီအရာရဲ့အစဖြစ်ယူတော့ရေးသွေးပေါင်ချိန်နေဆိုတာကိုသိရဟုတ် အာဒီသွေးပေါင်ချိန်နဲ့ blood pressure ကိုတိုင်းတယ်နော်အဲ့ဒါလူတိုင်းသိရဲ့လူတိုင်းလည်းချိန်ဘူးကြမှာပဲအဲ့လိုသွေးပေါင်ကိုချိန်လို့ရသလိုတို့ရဲ့အမျိုးသမီးအင်္ကာတွေကညစ်အားကို pressure ချိန်လို့ရတယ်ဆိုတာသိပြီလားရဲမသိသေးဘူးဆိုရင်စက်ကြည့်တီမီသားဆရာမကြီးတွေဆိုရင်ကြော်သွားနော်အဲ့တော့ကြုံလုံးပြောတာနော်အဲ့တော့တို့ရဲ့အမျိုးသမီးအင်္ကာအတွင်းထဲကကြွက်သား 10မျိုးရှိတယ်เนาะအဲ့ကြက်သား10မျိုးကိုအလုံးမလုံးပဲထားလို့ရှိရင်တော့သူတို့ဒီတစ်ပြေးပြေးနဲ့ညော့သွားတယ်အဲ့တော့ဒီနိုင်ငံသားမှာဆိုလို့ရှိရင်ရိုးမွေးတဲ့အမေတွေပဲဖြစ်ဖြစ်ခွဲမွေးတဲ့အမေတွေပဲဖြစ်သူက exercise ကိုအရန်လုပ်ကြတယ်ဒီကြက်သားတွေကိုတတ်မှာအောင်လောက်တာပဲဒါလေအဲ့တော့အဲ့ကြက်သားတွေရဲ့ pressure ဘယ်လောက်ရှိလဲဆိုတာကိုတိုင်းလို့ရတယ် ဲ့တော့အဲ့ဒီ pressure တိုင်းတဲ့ဆက်ကလေးနဲ့တို့တွေကကြီးမိမကူအတွင်းနဲ့ကအတွင်းအင်အားတွေကကြွက်သားလေးတွေကိုဆက်လေးတစ်မျိုးနဲ့တိုင်းလိုက်တယ်ဟုတ်ပြီ pressure ဘလောက်ရတယ်မှတ်ထားတယ်အဲ့ဒါပြီးတော့သူ့ရဲ့ဒီကုသမှုလေးခံလိုက်တယ်ပေါ့နော်ကုသမှုတစ်ချိန်ခံလိုက်တယ်အာဒီကြွက်သားရဲ့အယော့အရဲအဲသူကလေးမွေးထားတာဘယ်နှယောက်မွေးထားတာလဲသူရဲ့ pressure ဘလောက်ရှိလဲပေါ့မူကြည့်ပြီးတော့အမားတို့ကတော့တွက်ချက်ပေးရတာပေါ့နော်အော်ဒါဆိုလို့ရှင်တော့ तू ကဘယ်နှချိန်ကုသမှုခံယူတဲ့ ਨੇ အဲ तू ကတော့ အာဒီ pressure ဘယ်လောက်ရှိရတဲ့နောက်တစ်ချိန်ကုသမှုခံရတဲ့အခါမှာအခါမှာဆိုရင် pressure ဘယ်လောက်တက်လာမလဲအဲ့ဒါလေးတွေ record လုပ်ပေးထားတာပေါ့နော်အဲ့တော့အခါကျတော့အာဒီတချို့ပြောရလေမိမကူကနေလေထွက်တာတို့နော်အာဥမာမိမကူကအရေးတွေအရန်ဆိုးနေတာဒါထားပါတော့ဒါတွေကအလုံးကလည်းကြွက်သားညှင့်အားတွေအာထွက်တဲ့အဆိုးတဲ့အရေးတွေနဲ့လည်းအများကြီးဆိုင်နေလीနော်အဲ့တော့ဒါလေးတွေခဏထားလိုက်အောင်အခုတော့ဒီ pressure အကြောင်းလေးကိုပြောရအောင်အဲ့တော့အဲ့လို pressure ကို တိုင်းလို့ရတယ်အဲဘယ်လိုနေရာမျိုးမှာတိုင်းလို့ရလဲဆိုလို့ရှိရင်အာတာဖာမီရဲ့အထူးဆရာဝန်တွေဆိုလို့ရှိရင်တချို့ကျွမ်းကျင်တဲ့သူတွေရှိရဲအနောက်အလပါစေကန်းတွေမှာဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်းပြီးတော့ကိုယ့်ရဲ့ညှင့်အားကဘယ်လောက်ရှိလဲအဲ့ဒီအရာနေမှာကိုယ့်ရဲ့ကြွက်သားဘယ်လောက်ထိတန်မာမှုရှိလဲဆိုတာကိုတိုင်းတာစမ်းသပ်လို့ရတယ်ဆိုတာဘဟုတုတအနေနဲ့ပြောပြတာ၃ကတော့နောက်မှလာဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ကိုအမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။